ဒီဘရန်နဲ့ဟယ်ရီကိန်းကိုခိုးယူမယ်လို့သတင်းထွက်နေတဲ့ချက်စီလက်ရှိ2024-2025ရာသီမှာချက်စီတင်ဟာပရီးမီးယားလိရဲ့အဆင့်9နေရာမှာရပ်တည်နေပြီးရာသီအစပိုင်းမှာရုန်းကန်ခဲ့ရပေမဲ့နောက်ပိုင်းပွဲတွေမှာတည်ငြိမ်တဲ့ခြေစွမ်းကိုပြသလာနိုင်ခဲ့ပါတယ်။ဒါပေမဲ့လာမယ့်ရာသီအတွက်အသင်းကိုပိုမိုအားကောင်းလာစေဖို့မီဘက်မာရက်စကာအင်အားသစ်တွေဖြည့်တင်းဖို့စီစဉ်နေတယ်လို့သိရပါတယ်။အထူးသဖြင့်မန်စီးတီးအသင်းရဲ့ကွင်းလယ်ဘုံကျော်ကေဗင်ဒီဘရိုင်းရဲ့ဘိုင်ယန်မြူနီယားဂိုဒွန်ဇာဟယ်ရီကိန်းတို့လိုအတွေ့အကြုံရင်းဝါရင်ကစားသမားတွေကိုခေါ်ယူဖို့ချက်စီတင်ကစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။မီဘက်မာရက်စကာဟာ လက်ရှိအတင်းရဲ့လူစီရင်မှာငရွေတဲ့ကစားသမားတွေအများစုဖြစ်နေတာကြောင့်အတွေ့အကြုံရင်းချက်တဲ့ကစားသမားတွေကိုထပ်မံဖြည့်တင်းမှုဆန္ဒရှိနေတယ်လို့ Telegram သတင်းဌာနကဖော်ပြလာခဲ့ပါတယ်။ဒီလိုဝါရင်ကစားသမားတွေကိုခေါ်ယူဖို့စီစဉ်နေတာဟာအတင်းရဲ့တည်ငြိမ်မှုကိုတိုးမြှင့်ပေးနိုင်တယ်လို့ငရွေတဲ့ကစားသမားတွေအတွက်လည်းအတူယူစရာစံပြောက်တွေဖြစ်လာနိုင်ပါတယ်။ဆက်စီးတင်ပြတ်မှတ်ထားနေတဲ့ဒီ brand ဟာဆိုရင် Premier League မှာသူရဲ့အကြီးအသေးကိုတက်တည်ပြပြီးသားကစားသမားတစ်ဦးဖြစ်တယ်လို့ဒီအစီအကုံမှာပဲအတင်းကနေထွက်ခွာတော့မယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ Harry Kane ကလည်းဂိုးတင်ဆွမ်းရည်ပိုင်းမှာဘယ်သူနဲ့မှမရှင်းနိုင်တဲ့တိုက်စီမှုပေါင်းတစ်ဦးပါ။သူတို့လည်းဦးကိုချက်စီးတင်ကခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အတင်းရတိုက်စင်းနဲ့ကွင်းလယ်ပိုင်းဟာအရင်ကတည်းကအများကြီးပုံမအင်အားကောင်းလာမှာတော့ဒေကြပါတယ်ထူးခြားတာတစ်ခုကဒီဘရန်ကအသက်27နှစ်အရွယ်2012ခုနှစ်ကဝူဘတ်အတင်းကနေချက်စီးတင်းစီကိုပြောင်းရွှေ့လာခဲ့ပေမဲ့အတင်းမှာနေရာမရခဲ့တာကြောင့်ဝါလာပရီမီယံအတင်းစီကိုပြောင်းခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကေဗင်ဒီဘရန်ဟာကမ္ဘာကောင်းဆုံးကွင်းလယ်ကစားသမားတွေကတူဦးဖြစ်လို့နေပြီးအတင်းဟောင်းချက်စီးစီကိုကောင်းမွန်တဲ့ခြေစွမ်းနေတဲ့သူပြန်လည်ရောက်ရှိသွားမလားဆိုတာကတော့စိတ်ဝင်စားစရာပါဒါပေမဲ့ဒီလိုမျိုးနာမည်ကြီးကစားသမားတွေကိုခေါ်ယူဖို့ဆိုတာငွေကြေးအင်အားတောင့်တင်းမှုလိုအပ်တယ်လို့ တခြားပြိုင်မဲ့အသင်းတွေရဲ့ဆက်လုပ်ရှောင်မှုကိုလည်းကြော်လွှားနိုင်ဖို့လိုပါလိမ့်မယ်။ဆက်စည်းအသင်းတွေနဲ့ဒီကစားသမားတွေကိုခေါ်ယူဖို့ဘယ်လောက်ထိစူးစမ်းမလဲ။နောက်ဆုံးမှဘလို့ဖြေထွက်လာမလဲဆိုတော့ကတော့စောင့်ကြည့်ရမယ့်အပိုင်းမှာအကြွေဒီအပြောင်းရွှေ့တွေအမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင်ဆက်စည်းတင်ရလာမယ့်ရာသီမှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အသင်းတွေတင်ဖြစ်လာမှာတော့သိကြပါရစေ။ဒီမှာဒီလိုတက်တဲ့အမှန်